မင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်တို့စီးပွားရေးတာယာဝပြောမှုဆိုတာအဲ့ဒါပါလေပြီးတော့ဘာကြောင့်နေရာဒေတာအလိုက်ဒီလောက်ကြီးကွာခြားနေရလာလဲဆိုတာကိုနည်း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 ဆွေးနွေးကြည့်ကြအောင်ပါဒီအကြောင်းအရာတွေက Tough Stick အထုတ်ကပါမောခ Daniel W Dresner ရဲ့ Foundations of Economic Prosperity သင်တန်းအချင်းချုပ်ကိုအခြေခံထားတာပါဟုတ်ကဲ့ တရားဝပြောမှုဆိုတာအချမ်းဖင်းကတော့လေအခြေခံလိုအပ်ချက်တွေထက်ပိုပြီးတော့ကုန်စီတွေဝန်ဆောင်မှုတွေကိုတုံးဆွဲနေတာပေါ့ဟုတ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကအင်းဒါကလူသမိုင်းမှာအတော်လေးအထက်အဆန်းပဲလွန်ခဲ့တဲ့နှစ်နေရာလောက်ကမှစခဲ့တဲ့ဖြစ်စဉ်တစ်ခုပါဟုတ်ကဲ့အတော်လေးနောက်ကျမှပေါ်လာတာပြီးတော့ဒါကလေစီးပွားရေးကိန်းဂဏန်းတွေခြေဘက်ကြည့်လို့မရဘူးအဲ့ဒါပေါ့နိုင်မယ်ရေးလူမှုရေးသမိုင်းတွေအကုန်ရောထွင်းနေတာရှုပ်ထွေးတယ်ဒီရှုပ်ထွေးမှုထက်က အဓိကအချက်တချို့ကိုဆွဲထုတ်ကြည့်ဖို့ကဒီနေ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပါပဲ။อืมဒီတင်တန်းကျင်းချူရဲ့အဓိကအားသာချက်တစ်ခုကလည်းအဲ့လာပဲလို့ဆိုရမှာပဲ။စီးပွားရေးတစ်ခုတည်းကိုပဲကြည်တာမဟုတ်ဘူးလေ။ဟုတ်တယ်။စိတ်ပညာ၊လူမှုဘေးဒ၊နိုင်ငံရေးသိပ္ပံ၊နောက်သမိုင်းအဲ့လိုပါတဲ့မျိုးစုံရဲ့ရှုထောင့်နေရဲ့ရှုထောင့်နေမှန်ပြီးလူနေနဲ့ကြည်ထားတာ။ဟုတ်ကဲ့။ဒီလိုချင်းကမှုမျိုးကခစ်တိကပါကြီးဘလို့လဲပတ်နေတယ်လေ။ အမေရိကန်တို့ဥရောပတို့တရုတ်တို့အင်အားကြီးနိုင်ငံတွေရဲ့အခြေအနေတွေနောက်ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့စိန်ခေါ်မှုလေဒါတွေကိုပို့ပြီးတော့ပတ်စုံနားလည်စီတာပေါ့အဲ့ဒီလိုပတ်စုံကြည့်လိုက်တော့တကယ်စိတ်ဝင်စားစရာမေးခွန်းတွေထွက်လာတာပဲဥပမာတစ်ခုပြောရရင်အဲ့ဒီစက်မှုဒေါ်လာရေဘာကြောင့်အင်္ဂလန်မှာစတင်ခဲ့တာလဲอืมအဲ့ဒါကကန်တို့ရဲ့မေးခွန်းတစ်ခုပဲတခြားနေရာတွေမှာလည်းအလားအလာရှိနိုင်တာပဲဒါပေမဲ့ဘာလို့အင်္ဂလန်ထူထွားရတာလဲ ထူးပြင်းအာသာချက်ကြောင့်လားဟုတ်ဒါမှမဟုတ်အုတ်ချုံမှု အဖွဲစည်းတွေသူတို့ရဲ့တိဆောက်ပုံကအဓိကလားဒါမှမဟုတ်ဟိုလူဦးရေဆိုင်ရာအပြောင်းအလဲတွေကများတွန်းအားပေးခဲ့သလားအများကြီးစဉ်းစားစရာပဲဟုတ်ပါတယ်အဖွဲစည်းတွေရဲ့အရေးပါပုံကိုပြရတယ်နောက်ချက်ပဟေလီတခုရှိသေးတယ်ကိုရီးယားနိုင်ငံကိစ္စအော်ဟုတ်ကဲ့ကိုရီးယားမြို့နယ်တောင်ကိုရီးယားသူတို့ကတဘာဝအရင်းမြစ်လူမျိုးယဉ်ကျေးမှုအစပိုင်းမှာတော်တော်လေးတူခဲ့တာဟုတ်ကဲ့ 1990ပြီးလွန်နှစ်တည်းလောက်အထိဆိုရင်စီးပွားရေးတိုးတက်မှုနှုန်းတော်ဆင်းမကွာခဲ့ဘူး။อืมဒါပေမဲ့အခုချိန်မှာကြည်လိုက်တာယာဝက်ပြောင်မှုကကောင်းကင်နဲ့မြေကြီးလို့ကွာသွားပြီ။တော်တော်လေးကွာသွားပြီ။အဲ့ဒါကအဖွဲ့အစည်းတွေ institutions တွေကနော်။နောက်ပြီးမူဝါဒတွေအဲ့ဒါတွေရဲ့အစုံအဖက်ပေးနိုင်စွမ်းကိုတကယ်မီးမောင်းထိုးပြနေတာပဲ။อืมစီးပွားရေးတိုးတက်မှုနဲ့လူရေးစိတ်ခံစားမှု ပြုအောင်ရွှေ့မှုဆက်ဆက်ပုံကိုကြည့်ရင်လည်းစိတ်ဝင်စားစရာအချက်တခုရှိသေးတယ်။အဲ့ဒါ Easterland paradox ဆိုတာလေ။ အဲ့ဒါကတော်တော်လေးလူပြောများတဲ့အချက်ပါစီးပွားရေးဖြစ်ညောင်ရှယ်ရစ်ချတ်အီစတိန်လင်းရဲ့လေးလာတွေ့ရှိချက်ပေါ်ဖုံဖြိုးပြီးနိုင်ငံနေမှာလေတနိုင်ငံလုံးရဲ့ပြမြောက်ဝင်ငွေတက်လာတာနဲ့လူတွေရဲ့ပြမြပျော်ရွှင်မှုအဆင့်အတန်းတက်လာတာအဲ့ဒါတိုက်ရိုက်အချိုးမကျဘူးလို့ဆိုတယ်။အင်းတိုက်ရိုက်အချိုးမကျဘူး။ဟုတ်တယ်တနည်းပြောရရင်နိုင်ငံတနိုင်ငံချမ်းသာလာတိုင်းအဲ့ဒီနိုင်ငံကလူတွေပိုပြောလာကြတာမဟုတ်ဘူးပေါ့နော်။အဲ့လိုတော့ပေါ့ပေါ့နော်။ဟုတ် ဒါကချမ်းသာမှုတစ်ခုတည်းကတာယာဝပြောတဲ့အဆုံးဆုံးပန်းတိုင်ဟောမဟုတ်ရလားဆိုတာမိကုံကထုတ်လာစေရငွေလေးပျော်ရွှင်မှုကိုဘယ်အတိုင်းအတာအထိပဲဝယ်လို့ရတယ်လေပေါ့ဟုတ်အဲ့ဒါစဉ်းစားစရာပဲဘမုခတ်ဒရက်စနာကဒီအမီနေပြန်အော်လူအမြဲလက်ခံထားတဲ့ဒန်ဒရာတွေတချို့ကိုနည်းနည်းပြန်သုံးသပ်ပြထားသေးတယ်ဥပမာ တရုတ်နိုင်ငံဟာတာယာဝပြောတဲ့နိုင်ငံဖြစ်နေပြီဆိုတဲ့အမည်မျိုးဟုတ်ကဲ့ အဲ့ဒီချက်ကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်။စီးပွားရေးရကြည့်ရင်တော့တရုတ်ကအင်အားကြီးနိုင်ငံဖြစ်နေပြီလေ။ဟုတ်တယ်။ဒါပေမဲ့ဒီမစုတီရတော့တဦးချင်းဝင်ငွေတို့ဂျမားရေးပညာရေးစားတဲ့လူသားဖွံ့ဖြိုးမှုဆိုင်ရာတိုင်းတာမှုတွေမှာကြည့်ရင်ဂျမေကာ၊တော်မီနစ်ဆက်တန်၊ဘီလာရုစ်လိုနိုင်ငံတွေနဲ့ဆင့်တူလာမှာပဲရှိနေသေးတယ်လို့ထောက်ပြထားတယ်။ဟင်းအဲ့ဒီလောက်ပဲရှိသေးတာကို။ဟုတ်ကဲ့။ဒါကနိုင်ငံရဲ့စုစုပေါင်းစီးပွားရေးအင်အားနဲ့တဦးချင်းတကယ်တာယာဖို့ပြောမှုကြာကွာဟတ်ချက်ကိုပြနေတာ။ဟုတ်ကဲ့။ နောက်ထပ်တန်တားဤသူကတဦးချင်းရဲ့調査အားထုတ်မှုကအဓိကဆိုတာပဲ Steve Jobs လို့ပုဂ္ဂိုလ်ရဲ့အောင်မြင်မှုကိုကြည့်ပြီးပြောကြတာမျိုးပေါ့ဟွန်းဒီနေရာမှာလဲ Dresner ကပိုကျေပြန့်တဲ့အမြင်ကိုတင်ပြတယ် Steve Jobs လို့ထူးချွန်တဲ့လူတယောက်ရဲ့အောင်မြင်မှုဆိုတာတော့မလီသူရရှိခဲ့တဲ့ပညာရေးအခွင့်အလမ်းတွေဟုတ်ပြီးတော့အစိုးရရဲ့သူတည်တနာရင်းနှီးမြှုပ်နှံမှုကနေပေါ်ပေါလာတဲ့ internet လိုမျိုးနီးပညာအခြေခံအဆောက်အအုံတွေဟွန်းနောက်တီးကြိမ်တဲ့နိုင်ငံရေးအခြေအနေတွေ အဲ့ဒါတွေပေါ်မှာအများကြီးမူတည်နေတယ်လို့ဆိုတယ်။မှန်ပါတယ်။တူးချင်းရေချင်းကအရေးကြီးပေမဲ့ပိုးဝင်ချင်းရဲ့ပံပိုးမှုကမပါလို့မဖြစ်ဘူးပေါ့နော်ဟုတ်ကဲ့။ဟုတ်တယ်။နောက်ဆုံးတန်ရာတွေတခုကတော့တာယာဝိုက်ပြိုးမှုဆိုတာရပြီဆိုရင်အမြဲတမ်းတည်တတ်နေမှာပဲဆိုတဲ့အတွေ့အမျိုး။အဲ့ဒါကတော့တော်တော်လေးအရေးကြီးတဲ့တတိပေးချက်ပဲ။တမိုင်းကိုပြန်ကြည့်ရင်တာယာဝါပြုံမှုဆိုတာတော်တော်လေးပြည့်စည်လွယ်တယ်ဆိုတာတွေ့ရတယ်။ဟုတ်ကဲ့ ကဲယောဂတွေစစ်ပွဲတွေဘဏ္ဍာရေးအကြက်တဲတွေနောက်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေအဲ့ဒါတွေကြောင့်အချိန်တိုအတွင်းမှာပြောင်းပြန်ဖြစ်သွားနိုင်တယ်။ဟုတ်ပါ။အာဂျင်တီးနားနိုင်ငံဆိုရင်20ရာစုအစားဝိုင်းမှာကမ္ဘာအခြားသာဆုံးနိုင်ငံတစ်နိုင်ငံနီးပါးဖြစ်ခဲ့တာလीဟုတ်တယ်။အဲ့ဒီကနေဆယ်စုနှစ်တည်းအတွင်းမှာဘလို့ကြဆင်သွားခဲ့တယ်လဲဆိုတော့ကတာရကကောင်တစ်ခုပဲ။ဟုတ်ကဲ့။တမိုင်းသင်္ကန်းစားတွေအကြောင်းပြောလက်စမ်းနေ။ဟို Easter ကျွန်းရဲ့ယဉ်ကျေးမှုပြတ်သုံးသွားရတာကသဘာဝရင်းကျစ်ကိုအလွန်အကျွံထုတ်သုံးမိတဲ့တာရကတစ်ခုအဖြစ်မှတ်စုတွေမှာဖော်ပြထားသေးတယ်။ ဟုတ်ပါတယ်။ Nobi ho mercantilism ke ka tengan sa ire shi de de no. Mm mercantilism အဲ့ဒါက16ရာစုကနေ18ရာစုဥရောပမှာခေတ်စားကြတဲ့စီးပွားရေးအတွေးခေါ်ပေါ့။နိုင်ငံရဲ့ကြွေဝါမှုကိုရွှေငွေပမာဏကတိုင်းတပြီးတော့ကုန်သွယ်ရေးမှာကိုယ့်နိုင်ငံကပို့ကုန်များပြီးသွင်းကုန်နှင်းအောင်တနည်းအားဖြင့်တခြားနိုင်ငံတွေစီကရွှေငွေတွေကိုယ်စီစီးဝေလာအောင်အဲ့လိုအပြိုင်ဆိုင်လုပ်ကြတဲ့စနစ်လေး။ဟုတ်ကဲ့။တစ်ဖက်နိုင်ငံနစ်နာအောင်လုပ်တဲ့သဘောမျိုး။အဲ့လိုမျိုးပေါ့။ ဒီလိုအပြိုင်ဆိုင်ကန့်သက်ချုပ်ချယ်မှုတွေကတကယ်တမ်းမှာစံတတီထွင်မှုရောနှုတ်နှွေဖက်အကျိုးရှိရဲ့ကုံတွယ်မှုကိုပါနောက်နေစေပြီးတော့ဥရောပရဲ့တိုးတက်မှုကိုအဟန့်အတားဖြစ်စေခဲ့တယ်လို့တုံ့တက်ထားတယ်။อืมอืมနောက်ပြီးတော့ဘန်နာရေးပူဖောင်းပြီး financial bubbles ပေါက်ကွဲတာတွေဥပမာ hotax julie banse ကမောက်ကမဖြစ်တာကနေစပြီးဟုတ်ကြားဟုတ်လေဟုတ်ကဲ့နှစ်ဖက်ရှေ American ancient ming အချက်အတဲ့အထိ ဒါရီကလည်းစီဝါရဲ့တမိုင်းမှာထပ်တလဲလဲမြင်တွေ့နေရတဲ့ NDA တွေပဲဆိုပြီးပြောထားတယ်။ဟုတ်ကဲ့ globalization ကိစ္စကိုလည်းထည့်ပြောထားသေးတယ်နော်။ဒါကအခုမှအသက်ဆန်းထစ်လာတာမဟုတ်ဘူးဆိုပြီးတော့မှန်ပါတယ်။ကဘာကြီးချိတ်ဆက်မှု globalization ဆိုတာစကောရောက်စုနောက်ပိုင်းမှာတခေထုံးကားခဲ့ပြီးတော့ကုန်စည်တွေငွေကြေးတွေလူတွေရဲ့လွတ်လပ်စွာရွှေ့ပြောင်းမှုတွေအချိန်အညာမြင့်ခဲ့တယ်။ဟုတ်ကဲ့။ဒါပေမဲ့ပထမကဘာစစ်ကြောင့် ဲ့ဒီခေတ်က globalization ကရုပ်တရည်ကြီးအဆုံးတက်သွားခဲ့ရတယ်။ Oh ဒါကကဘာဆက်ဆက်မှုဆိုတာလေအမြန်လမ်းရှိကိုပဲတိုးနေတာမဟုတ်ပဲနောက်ပြန်ဆုတ်သွောနိုင်တယ်ဆိုတဲ့သင်ကန်းစာကိုပေးလာပေါ့။ဟုတ်ကဲ့ဒီအချက်တွေအားလုံးကိုခြုံငုံပြီးတော့လေပမော့ခ်ဒရက်စနာကအနာကအတွက်အရေးကြီးတဲ့လမ်းကြောင်းတစ်ခုကိုထောက်ပြထားတယ်။အဲ့ဒါက Sokuya AC နောက်ပိုင်းမှာလူသားရေးနည်း human capital ရဲ့အရေးပါမှုကပိုပိုပြီးတိုးတက်လာနေတယ်ဆိုတာပဲ။ဟုတ်ကဲ့လူသားအရေးနည်း ဒါကစစ်ယုံစစ်ပစ္စည်းလိုရုပ်ပိုင်းဆိုင်ရာအရင်းဤ physical capital လဲရှင်းပြောတော့ပေါ့လူတွေရဲ့ကျွမ်းကျင်မှု အသိပညာဈာမရေးစတာတွေမှာယင်းဤမြွတ်နှံခြင်းကနေရရှိလာတဲ့တန်ဖိုးကိုဆိုလိုတာပါဟင်းပညာရေးတို့တင်တန်းတို့အဲ့ဒါတွေပေါ့ဟုတ်ပါတယ်အခြေခံပညာရင်းကနေတက်ကိဖို့အသက်မွေးဝမ်းကြောင်းတင်တန်းနေအထိအားလို့ပါတယ် ဒီနေ့ခေတ်စီဝိုင်းမှာဒီ human capital ကတီထွင်ဖန်တီးမှုအတွက်ကုန်ထုတ်စွာတွေအတွက်အရင်ကတည်းပို့ပြီးတော့အဓိကကျလာနေတယ်လို့ဆိုလိုတာပါဆိုတော့ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်လေတာယာဝေပြို့မှုဆိုတာတော်တော်လေးရှုပ်တွေးပြီးပတ်ပေါင်းစုံနဲ့စိုက်နေတဲ့အကြောင်းအရာတခုဆိုတာရှင်းပါတယ်စီးပွားရေးတသက်မှုပဲတမိုင်းနိုင်ငံရေးအဖွဲ့အစည်းလူမှုရေးစိတ်ပညာအောင်းလုံးနဲ့ဆက်ဆက်နေတယ် ဟုတ်ကဲ့ဆက်ဆက်မှုတွေအများကြီးပဲပြီးတော့ဒါကတခါရပြင်းအမြဲတည်မြဲနေမှာမဟုတ်ဘူးအဆက်မပြတ်ပြုစုပြိုးထောင်ထိမ့်သိမ့်နေရမယ့်အရာတခုလည်းဖြစ်နေတယ်ဟုတ်ပါတယ်အထူးသဖြင့်အခုနပြောခဲ့တဲ့လူသားရင်းအနည်းရဲ့အရေးပေါင်းမှုမြင့်တက်လာတဲ့ဆိုတဲ့အချက်ကတော်တော်လေးစဉ်းစားစရာပါဟုတ်ကဲ့ဒါကအနာဂတ်မှာနိုင်ငံတွေကုမ္ပဏီတွေနဲ့တူဦးချင်းနေအနေနဲ့ဘယ်နေရာမှာအရင်းနှီးမြှုပ်နှံမှုကိုဦးစားပေးတဲ့နယ်လေဆိုတဲ့မိကွန်းကိုပို့ပြီးပေါ်လွန်စီတယ်လို့ထင်နေဟုတ်ပါတယ် အထူးသဖြင့်နီးဖြစ်ညာအပြောင်းလဲတွေအများမြန်နေတဲ့ဒီကဘာကြီးမှာလေလူတွေရဲ့အရေးအသွေးကိုမြင့်တင်ဖို့ကတာယာဝေးပြမှုရဲ့အထိကတော့ချက်တစ်ခုဖြစ်လာနိုင်မလားဆိုတာကိုတော့ဆက်ပြီးစဉ်းစားစရာအချက်တစ်ခုအနေနဲ့ထားဟဲ့ခြင်းပါတယ်